တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်တပားသူပြဿနာ ကိုပြဿနာသပွဲဖြေရှင်းရမယ်စိတ်နှောက်ရှဲများမယ်အသွားလာနေတိုင်းပြောဆိုထူးကူဆဲရမယ်စေတနာဝေဒနာဖြစ်တတ်တယ်တပားသူကြောင့်မိမိမှာပြဿနာလိုက်လာဖြေရှင်းရခြင်းရှိတတ်တယ်ခက်ခဲတဲ့သူတွေ ပြဿနာများတဲ့သူတွေကြားထဲမှာကိုကပြဿနာနေရမယ်။နေ့ရက်နေ့မှာရန်တိုက်ခံကြနေထိုးပေါက်ပြီးတိုးတက်တဲ့ကံပွဲပြီးတော့မိကောင်းဆွေကောင်းထောက်ကူရမယ်။သုံးရက်နေ့ကတော့ငွေကြေးကံ၊လုပ်ငန်းကံ၊စီးပွားကံ၊လုံဆောင်ကောင်းခြင်း၊စည်ပြေခြင်းနဲ့ကံမြတ်ခြင်းတွေကိုကြုံမယ်။လေးရက်နေ့အဲ့ဒီမှာအပြိုင်ဆိုင်လုံးကိုကြော်ပြီးအစစ်မြင့်တဲ့ဘဝနေထောက်တိုးတက်တဲ့ငွေဆုလိုက်ဝင်ခြင်းကောင်းတဲ့လက်ဝင်ခြင်းခံရှိ။၅ရက်နေ့မှာ လူယုံဒုက္ခပေးတတ်တယ်လူလည်းလူကောက်တွေ့တတ်တယ်6ရက်နေ့ကတော့အသွါလန်နေထိုင်ကြည့်ဆက်ရမယ်အဲ့ဒီနေ့မှာအမြင့်တက်တဲ့နေရာတွေမှာလည်းသတိထားရမယ်ကာယမဲ့ရင်ကမောင်းနေသွာလာမှုတွေမှာသတိထားရမယ်အနောက်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်အတွင်းသွာလာကြည့်ဆက်ခုနှစ်ရက်နေ့မှာရံများခြင်းအတိုက်ခံများခြင်းရှိတယ်ရေမှာပြောဆိုကစားခြင်းမပြုအောင်ရင်ကား ောင်းတင်ခြင်းကိုလည်းသတိထားမယ်။မြောက်ရောက်တည်သောဇန်ကြီးရှိတဲ့တဲ့မနဲ့ဆန်တဲ့ခွဲနဲ့ဆရနိုင်ကြအသွာလာနေထိုင်ထူးပြုတ်ယူဆက်မှဖြစ်ကြောင်းတင်ပြလိုပါတယ်။ဒီကာလတော်တွင်မှာဇာသပရိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာတွင်ငါနေ့မွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေဖြစ်တတ်တယ်။တင်္ဃာကုက္ကနဲ့ဂျိုးပေးပါတယ်။ အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးလိုရှိရာကိစ္စဆောင်ရွက်ပါအထူးပြုဆောင်ရွက်နိုင်တာကတော့၄ရက်နေ့အဲ့ဒီကနတော်လပြည်နေဖြစ်တဲ့ကြာသပတေးနေ့နဲ့တိုက်ဆိုင်တဲ့လင်ပန်းတစ်ချက်တည်းမှာလက်ဖက်၄ပုံပုံပြီးတော့အိမ်မှာရှိတဲ့ဘုရားရှင်မှာကတ်တူပြီးတော့လူရဆုတောင်းမှာလက်ပြည့်ခြင်းလက်ပွင့်ခြင်းလူပါပြည့်ခြင်းလမ်းပွင့်ခြင်းအလုံးစုံကောင်းစွာဖြစ်ထွန်းပြီးတော့ အနာဂတ်ကိုထူးခြားတဲ့အကျိုးဆက်ကိုပေးပါနိုင်မယ်။ယေရှုတင်ပါတယ်။တနည်းလာနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့ခொနည်းနေ့တော်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်။စုပေါင်းလုပ်ငန်းအကျိုးပေးမယ်။စမ်းပွဲမယ်။အမျိုးသမီးကြီးကဲတူထံကကောင်းသောကောင်းထောက်ကူကူညီကောင်းကိုရရှိမယ်။ အမေဘွားတော်တို့ထံမှာလည်းကောင်းသောတတိယစကားကိုရရှိမယ်အယဝေးရအဆက်အသွယ်တွေပြန်ပွင့်မယ်ပြည်ရသူတွေစားပွင့်မယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိသားစုလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းကိုကြောင်းမယ်အဲရတော့ထူးထူးခြားခြားကောင်းတဲ့ရက်ဖြစ်တယ်အရာရာဆင်ပြေသောကံပေါ်မယ်နှစ်ရက်နေ့မှာအပြောင်းလဲသစ်တွေနဲ့ပတ်သက်တာကြုံမယ်ငွေကြေးကိစ္စသတိထားဆောင်ရွက်ရမယ် သုံးရက်နေ့မှာတော့လက်ဖွင့်ခြင်းကံဖွင့်ခြင်းတို့ရပြည့်စုံခြင်းရှိလေးရက်နေ့မှာအသေးစားထိခိုက်မှုကျူးဆဲရမယ်ရန်တိုက်ခံကျူးဆဲရမယ်၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်နောက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမှာဖြစ်ပါတယ်၆ရက်နေ့မှာအမြင့်မှလဲတတ်တယ်ကြတတ်တယ်လှေကားတက်စင်းနေတဲ့တိတာလဲပြိုခြင်းနဲ့ကျူးဆဲမတော်တဆညေကိုထူးပြုတ်ပြီးကျူးဆဲရမယ်အထူးဖြင့်နောက်ရက်ကုန်တည်သွားစဉ်ရရှိတတ်တယ် နေခင်တဏ္ဍခွဲနဲ့သုံးနိုင်ကြအရာရာသတိရှိရမယ်ခொနည်းနေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ပြောဆိုဆောင်ရွက်မှုအောင်မြင်နိုင်လက်ကစားအဲ့ဒီမှာရှင်ရနေရှင်ရနေသတိထားရမယ်အသွါလာကျူဆိုင်မယ်မြောက်ရကုတီသွားစရာနေရှိတဲ့တဲ့မနဲ့စနေခွဲနဲ့စွန့်နိုင်ကြအနေထိုင်သွားလာ ထူးပြူပြီးကျူဆိုင်မှာဖြစ်ပါတယ်ဒီကာလအတွင်းမှာတနေ့လာနေ့ တောက်ကြနေအင်္ဂါနေ့ဝေးသူတွေကောက်ကျိုးပေးပြီးတော့စနေနေ့ကြာသပတေးနေ့ဝေးသူတွေဒုက္ခပေးတတ်တယ်။၃၆ကိုကနေ့နေ့ကျိုးပေးတယ်။အပြာရောင်ပန်းရောင်ဒီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ဒီလပြည့်နေ့နတော်လပြည့်နေ့ဒီဇင်ဘာ၄ရက်နေ့ကြာသပတေးနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်အသားကြီးပဲလက်ဖက်ကို၄ပုံပုံပြီးတော့ ဘုရားကတ်လက်ပွင့်မယ်လမ်းပိတ်နေတာကိုပြန်ပွင့်ပြီးတော့တို့ရပြည့်စုံခြင်းကတမကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကနေ9ရက်နေ့ကာလအတော်တွင်ပါအထူးတလည်းကောင်းသောကံကြိုးပမ်းမှုနဲ့ဘဝအောင်မြင်ကြိုးတက်မှုတွေကိုရနိုင်တယ်ကိုယ်ပိုင်စွမ်းစမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်တယ် ိုလုံးသမျှထင်ရှားသောတွေ့တဲ့မှုရှိမယ်။ငွေဝယ်မယ်၊ငွေစူးစောခဲ့မယ်။ကိုလုံးတဲ့ကိစ္စတွေကလည်းဝေကုန်ချေကြများတတ်တဲ့ပြင်ရှင်မန်းချက်တွေနဲ့လုပ်ငန်းတွေကိုရှေ့တိုးလို့လုံးသလောက်အထူးတလည်းကြိုးပြခြင်းနဲ့ကောင်းခြင်းကတည်းတဲ့ဇက်တိုက်ပေါ်ပေါက်တာပါလိမ့်မယ်။ချက်ချင်းဆုံးပြတ်ပြီးရှေ့တိုးလုပ်ကြခြင်းတွေဟာအထူးကြိုးပြတာဟုဒီဇင်ဘာ10ရက်နေ့မှာချုပ်အဲ့ဒီကခုအတွက်ကောင်းသောနေ့နေ့ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ် ိတ်ပင်ပန်းပဲတောရည်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းမေတ္တာရေကံကောင်းခြင်းလူရပြည့်စုံခြင်းကြောင့်လေးရည်နေမှာဥတီကျဲပြောင်းပြီးလှူတာကျိုးပြီးတဲ့ခီးကံကောင်းငါးရည်နေမှာမထင်မှတ်ပဲငွေဝင်ပဲလက်ဝင်ပဲလူရပြည့်စုံ၆ရည်နေမှာ မတော်တဆထိခိုက်မှန်ရဲ့ပြုဆက်အဲ့ဒီမှာလဲငကဘုံရည်နေတိုင်နေတော့အသွာလာသိက္ခူဆက်လာပေါ့သူပြန်နောက်ရောက်ကုန်ဒီသွားစဉ်အရင်ရှိတတ်တယ် ဒီကတနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာပြုဆက်ခொနည်းနေ့မှာတော့ပေါ်ပေါက်လာတဲ့ကြံကြံတွေကိုလက်တွေသုံးချကိုတွေချိုးပြီးတယ်စေကုသတ်တွေလက်တွေကောင်ထဲပေါ်ရရက်ကောင်းဖြစ်တယ်အဲ့ဒီကမဟာရကျမ်းနဲ့တိုက်တော့ရေရည်ရင်ရည်ရည်အထုပြုပြုဆက်ရမယ်အဓိကမြောက်ရက်ကိုတည်သွားစရည်ဖြစ်တတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆက်နိုင်ကြမှာအသွာလာနေတိုင်းအထုပြုပြီးကျူဆက်မှာဖြစ်တယ် ဒီကာလအတော်တွင်မှာတနင်္လာနေ့သောကြံနေ့စနေနေ့ဝိသုရိကောင်းကျိုးပေးပြီးတနင်္ဂနွေဗုဒ္ဓဝိသုရိဒုက္ခပေးတယ်။နေ့လေးကိုကနန်နေ့ချိုးပေးတယ်။အဖြူရောင်အပြာရောင်မိခိုးရောင်တို့ကို အချိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။လေးရက်နေ့ဒီဇင်ဘာအဲ့နေ့ကလပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ် လာပြင်းနေတဲ့ဂျာသာပတိနေတိုက်ဆိုင်တဲ့နေ့မှာလင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပရဘုရားမှာကတ်လူပုဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်းကောင်းသောကံပွင့်ခြင်းများကြုံတွေ့မယ်လက်တွေ့ဆန့်သက်နိုင်မယ်ကျေးဇူးတင်ပါတယ်ပௌထုနေပွေစွာလုံးမင်္ဂလာပါ၂၀၂၅ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ကနေ ်ခொနည်းနေတော်တွေမှာမူလစီစဉ်တာတွေကိုရပ်တန့်ပြီးတော့ကိုယ်လမ်းကြောင်းတဲ့စီစဉ်သစ်တွေနဲ့ရှေ့တိုးရင်ရရဆင်ပြေသွားမယ်လုံးလက်ဆက်ကောင်းမှပြီးလုံးနေဘာမှပြီးမြောက်မှာမဟုတ်ပေါ်လာတဲ့ခွင့်ရတွေကိုလက်တွေသုံးချမယ်စာနာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေလုံးတဲ့လောတဲ့အရာကို ကောင်းတဲ့စနစ်ကြဆင်ញင်ပြီးလောက်ရမယ်ဒီကလာဟာလေမာပန်းတဲ့ချင်း ရရအစီပြောင်းဆွမ်းနိုင်ခြင်းတည်းရဲ့အနစ်သာရာပေါ်လျောင် သုံးချနိုင်မှာအတော်တန်စီပြေမဲ့ကာလဖြစ်တဲ့ရောင်းမဝင်မှာဖြစ်တတ်တဲ့အလိုကြီးမလို့ရအောင်ရေကမ်းမောင်းနေမှုကြီးဆက်ရမယ်တည့်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်နေ့ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးတုတ်တယ်သုံးရက်နေ့မှာရပိုင်ခွေတွေပြန်လဲတောင်းဆိုနိုင်လေးရက်နေ့ကအလုံးစုံစီပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ငါးရက်နေ့ကတော့ရံပြဿနာတွေဖြေရှင်းရမယ်ရှင်ပြန်မှုတွေများ၆ရက်နေ့ နဂဘောယံလေးဖြစ်တဲ့ယံလေးများမယ်အတိုက်ခံလေးများမယ်အနောက်ရက်ကအနေနဲ့ရှိတတ်တဲ့ပြဿနာတွေနောက်ရက်ကိုသွားစဉ်ဖြစ်တတ်တဲ့မတ္တဆဖြစ်တတ်တဲ့နေကတဏ္ဍာရွယ်နဲ့သုံးနိုင်အတော်တွင်သွားလာပြုဆက်ရမယ်ခေါင်းလေးနေမှာတော့စိတ်ချမ်းသာမယ်ပျော်ရွှင်မယ်ဒါပေမဲ့မတ္တဆညာရှိတယ်မင်းညာမဟာယကျမ်းနဲ့တိုင်တယ်မြောက်ရက်ကိုတည်သွားစဉ်အနေရှိတယ်အပျော်လွန်ပြီးအနေရှိတတ်တဲ့နေမျိုးစအဲ့ဒီမှာမနဲ့ စနေခွဲနဲ့စနေနိုင်တွေအသွာလာနေထိုင်ထုပြုတ်ယူဆရမှာပေါ့ဒီကလာတော့ပြမှာဇာဘပတိနေတောဇာနေစနေမွေးသူတွေကိုကိုကောင်းကျိုးပေးပြီးတော့ရင်ခံနေဗုဒ္ဓနေမွေးသူတွေဒုက္ခပေးလိမ့်မယ်အနီအောင်ချက်သေးအောင်ပန်းအောင်တို့ကိုသုံးမှာ3 6ကိုကနိုင်တွေကိုသုံးဆွဲပေးပါလာပြင်းနေနတော်လာပြင်းနေကြာပြင်းနေနဲ့တိုက်ဆိုင်တယ် အဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဘက်၄ဘုံပုံပြီးတော့ဖျားကက်လူရင်လာပြင်းနဲ့ဂျာသာပရိမှာလက်ပွင့်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ဖြစ်တယ်လက်တွေ့ဆောင်ရွက်ပြီးကောင်းကျိုးကိုရနိုင်မှာကျေးဇူးတင်ပါတယ်ဂျာသာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ ဥတီကျဲပြောင်းပြီးလုပ်တာချိုးပြင်းမယ်လူမျိုးခွဲချိုးပြင်းမယ်ငွေချေးကတ်ကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြင်းမယ်ရှားပိုင်ခွေတွေလဲဝဲပြန်ရမယ်ခြံကားခန်းကိစ္စတွေနဲ့ပတ်သက်တာပြောဆိုအစဉ်ပြင်းမယ်ငွေချေးလက်တော့ဆုံးရှုံးမှုမဖြစ်အောင်ထိန်းပေးရမယ်ဒီရက်နေ့မှာအပြောင်းလဲတွေရှိတယ်အတိုက်ခံတဲ့ရှင်းပြီးမှအောင်မြင်မယ်နှစ်ရက်နေ့ငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်းပြီးတော့ရမယ်လေးရက်နေ့ကတော့ အလုံးစုံကောင်းခြင်းကံနဲ့တို့ရပြည့်စုံခြင်းကိုကြုံမယ်။အားရနေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်မတော်ဆနဲ့ကျူဆက်ရမယ်။ရှာတိုက်ခန့်နေတယ်လဲရှင်ပြီးတော့ရမယ်။၆ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေ့ဖြစ်တယ်။အဲဒီနေ့ကငါကဘောရဲ့ဖြစ်တဲ့အတွက်အမြင့်မှကြခြင်းလဲတတ်ခြင်းတော်ထိကဲ့မှန်ဒီကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်အဓိကအနောက်ရပ်ကုန်တည်သွားခြင်းတွေရှိတတ်တယ်နေခင်တနိုင်ခွင့်နဲ့ ညနေ၃နိုင်တွင်သတိထားမယ်။ခொနည်းနည်းမဟာယကျန်းရှည်ရနေရှည်ရနေကင်းဆိုင်ရမယ်။ခက်ရပฏิပက္ခမဖြစ်အောင်နေရမယ်။မြောင်းရက်ကိုသွားစေခြင်းရှိတတ်တယ်။မနေ့စံတန်ခွဲနဲ့စံတန်တွင်သွားလာနေတိုင်းသူပြပြီးကျူဆန်။ကြာပါပြီနေဘုသူနေစနေနေ့ဝေးသူတွေကောင်းကျိုးပေးတယ်။တနေ့ကတွင်တနေ့လာဝေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်။အစိမ်းရောက်ဖြူရောက်မိခုံရောက်တော့ကိုဝိစင်သုံးဆွဲပြီးတို့ရပြည့်စုံနိုင်တယ်။ လာပြည့်နေ့ဗုဒ္ဓလာပြည့်နေ့ပြန်ပြောမယ်လာပြည့်နေ့ဇာသာပတိနေ့နဲ့လာပြည့်နေ့နဲ့တိုက်ဆိုင်တဲ့၄ရက်နေ့ဒီဇင်ဘာဇာသာပတိနေ့မှာလင်မန်းထဲမှာလက်ဖက်၄ဘုံပုတ်ထည့်ပြီးတော့ဖျားကတ်လူပြီးအလို့ရှိရဆူတောင်းပေးပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်တောက်ကြနေပွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့နေ့ခုနှစ်နေ့တော်တွင်မှာကောင်းတဲ့ရှင်မကျအောင်မြင်မယ်လိုရာပြည့်စုံမယ်စီးပွားတက်မယ်အပြောင်းလဲရှိမယ်ခီးကိစ္စဆင်ပြေမယ်ဒီကလဆုံးဖြတ်ချက်ချတာကုန်မှန်တယ်ဥဒိကျက်စင်းနဲ့ရှေတိုးတို့ကန်ချင်းနဲ့တိုးတက်ဘလောက်ခက်ခဲအားလုံးကိုကြော်ပြီးတော့အောင်မြင်မှုနှစ်သာရကိုရရှိမယ်ဝေးကြီးကကောင်းမယ်ဒီမှာအရေးပါတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်နှစ်ရက်နေ့ခီးကံကောင်းမယ်လူမျိုးခွဲကြိုးပေးမယ်ဘဝတိုးတက် သုံးရက်နေ့အလုံးစုံကံကောင်းခြင်းဘဝတည်လန်းပွင့်ခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းကိုကြုံလေးရက်နေ့အများကိစ္စတွေဆောင်ရွက်ပေးရမယ်ဝင်ကြီးကုန်ကြများမယ်လုံးသမျှထင်ရှားစွာအမြင်ခြင်းကိုကြုံမယ်၅ရက်နေ့သူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့စေတနာဝေဒနာဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့၆ရက်နေ့အထူးဆန်းခွင့်နဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဒါပေမဲ့အဲ့ဒီနေ့နဂဘောင်ရက်ဖြစ်တဲ့မတော်တဆနဲ့အထူးပြုကူဆရမယ်အနောက်ရက်ကိုဒီသွားစံနေရှိတဲ့တဲ့နေခင်း တဏ္ဍာန်ခွဲနဲ့သုံးနိုင်ကြသွားလာနေထိုင်ကျူးဆိုင်မယ်ခေါင်းရည်နေ့မှာဥတီကျပြောင်းပြီးလှုပ်တာကောင်းတယ်အရဝေးကကောင်းသောသတင်းစကားကြုံမယ်လောသမြအောင်မြင်တိုးတက်ခြင်းကိုကြုံမယ်မဟာရဲ့ချမ်းနဲ့တိုက်ဆိုင်နေရည်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 ကျူးဆိုင်ရမယ်အပြော်လုံးလုံးအန်ရဖြစ်တတ်တာတွေလည်းတူကျူးဆိုင်မြောက်ရကုန်တီသွားဆိုင်နေရှိတဲ့မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကျူးဆိုင်ရမယ်တနေ့နိုင်ငံဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကလေးစနေမွေးသူတွေဒုက္ခပေးတတ်တယ် တစ်လေးခုကနန်းနေချိုးပေးတယ်အဝါရောင်ဒေမောရောင်နိုးနေအောင်တို့ဝတ်စစ်သောဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါဒီဒဇံမာလ၄ရက်နေ့ဒေါ်တော်လာပြည်နေ့ကြာသာပရိနေနေတိုက်ဆိုင်နေလာပြည်နေနေကြာသာပရိနေတိုက်ဆိုင်ရင်လင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးဘုရားကအမြင့်မှာတင်လက်ပွင့်နဲ့ကံပွင့်နဲ့လူပါပြင်လက်တွေ့ဆောင်ရွက်နေမှာကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဒီဇင်ဘာလတရက်ကနေ9ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တက်မယ်စမ်းပွင့်မယ်လူရပြည့်စုံမယ်ခရီးကိစ္စအစဉ်ပြေမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာလုံငန်းတွတ်တွဲပြီးတော့ကောင်းသောတွတ်တက်မှုရဲ့နှစ်သာရကိုရရှိစီမံကိန်းစဉ်အကြံစစ်တွေလက်တွေ့ကောင်းတဲ့ပေါ်နိုင်တယ်။ပတ္တိယနေ့ကကိုယ့်အတွက်ရာရာစီပြေတဲ့နေ့ဖြစ်ပြီးကံကောင်းမယ်။နေ့ရက်နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးတွတ်တက်မယ်။ သုံးရက်နေ့မှာစိတ်ချမ်းလာမယ်လိုရာပြည့်စုံမယ်ရာရာပြည့်စုံမယ်လေးရက်နေ့မှာခီးကိစ္စပြောင်းတဲ့ကိစ္စတွေအတွက်စီစဉ်ဆောင်ရွက်ကြိုးပမ့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၅ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းကိုကြုံမယ်၆ရက်နေ့မှာငွေကြေးကံကောင်းမယ်ဒါပေမဲ့မတော်ဆန့်တဲ့ထိခိုက်မှုကိုထုတ်ပြပြီးကြိုးစားရမယ်ငါကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အနောက်ရက်ကိုတည်သွားစေခြင်းရှိတဲ့ နေကတဏ္ဍာရီကွယ်တဲ့ညနေ၃နိုင်တွင်သွားလာကြည့်ဆိုင်မယ်ခொနည်းနေ့မှာမဟာရကျမ်းဖြစ်တော်အပျော်မလွန်တဲ့အညင်ရှိတတ်တယ်ရှင်ရနေခြင်းအညင်ကြည့်ဆိုင်မယ်အဲ့ဒီမှာမြောက်ရောက်ဥတည်သွားစေနေရှိတတ်တယ်မနေ့ဆယ်နိုင်ကွယ်တဲ့ဆရတိုင်းတွင်အသွာလန်နေတိုင်းအထူးပြုပြီးကြည့်ဆိုင်ရမှာဖြစ်ပါတယ်တပတာကာလအတော်တွင်မှာဇာသပရိနေဗုဒ္ဓနေအင်္ဂါနေ့မွေးသူတွေကကောင်းကျိုးပေးတယ်တနေ့လာတော့ကြမွေးသူတွေဒုက္ခပေးတတ်တယ် 369ခန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညီရောင်ကျဲသွေးရောင်တွေကိုဝစ်ဆင်သုံးဆွဲပြီးလိုရှိရာခေစာများဆောင်ရွက်ပံအစီအပြေသွားနိုင်ပါတယ်။အညီရောင်ပန်းခွင့်ဘုရားကတ်လူပူဇော်ပြီးလိုရာပြုဆောင်ရွက်ပံ၄ရက်နေ့ဒီဇင်ဘာအဲ့ဒီနေ့ကလာပြည့်နေ့ဒတော်လာပြည့်နေ့ကျာသာပတိနဲ့တိုက်ဆိုင်တယ်။လာပြည့်နေ့ကျာသာပတိတိုက်ဆိုင်တဲ့နေ့မှာလင်မတ်တစ်ချက်တည်းမှာလပဲ၄ပုံပုံပြီးတော့အဲ့ဒီလက်ဖက်၄ပုံပုံတည်းလင်မတ်ဘုရားလှူတိုင်းကတ်လှူတိုင်း टी